ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်တဲ့မဲစင်းရင်တွေမှာမှားယွင်းမှုတွေရှိနေတာကြောင့်နိုင်ငံရေးပါတီတွေကြားစိုးရိမ်မှုတွေရှိနေတယ်လို့နိုင်ငံရေးပါတီတွေနဲ့လေလာဆောင်ကြည့်သူတွေကပြောပါရယ်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့မဲစင်းရင်တွေမှာအမှားယွင်းတွေများနေကြောင်းမဲစင်းရင်ကတ်ထားတာကိုတွားကြည့်ချိန်မှာအလွဲအမှားတွေတွေ့ခဲ့ရတယ်လို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့နေပြည်တော်ပြည်ထောင်စုနယ်မြေဥက္ကရာဥလဆွေကအောက်တိုဘာ9ရက်မှာသူ့ရဲ့လူမှုကွန်ရက်အကောင့်မှာတဆင့်ပြောကြားခဲ့ပါရယ်အဲ့ဒီအပြင်လွတ်တော်ကို ဇလဲတယောက်ဆိုရင်လဲသူ့ရဲ့နာမည်တစ်ခုသာမဲစင်းရင်ထဲမှာပါပြီးကိုဇလဲလောင်းရဲ့မိသားစုဝင်တွေကမဲစင်းရင်ထဲမှာမပါကြောင်းဥလာဆွေကထောက်ပြခဲ့ပါတယ်မဲစင်းရင်တွေမာယွန်းမှုအပေါ်မဲဆန္ဒရှင်တွေနဲ့နိုင်ငံရေးပါတီတွေကပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်တဲမဲ့သွားနိုင်ကြောင်းပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကဆီယန်နိုင်တဲ့ရင်ဌာနကိုပြောပါတယ်ကျွန်တော်တို့တက်ဆိုင်ရာမဲဆန္ဒနဲ့အလိုက်ကိုကိုယ်စလဲလောင်းတွေဒီပုံပုံတွေကနေပြီးအခုစွန့်နေကြတဲ့ဟာတွေလည်း ပဲကျွန်တော်တို့သိရပါတယ်သက်ဆိုင်ရာမဲဌာနနဲ့အလိုက်ကဘလို့ကောင်းအောင်လုပ်ကြမလဲဆိုတဲ့အမိန်းတွေသွားနေကြတယ်ဖြစ်သွားတဲ့ဖြစ်ပြီးမှုပေါ်မှာစိုးရိမ်မှုရတဲ့ကြည့်ကြမှာပဲဘာကြောင့်လဲဆိုလို့ကြည့်ရင်လိုအပ်တဲ့ရှိသွားတာကိုအမားရင်းလေးကြည့်သွားကြတဲ့အခါကျတော့ဒီစိုးရိမ်မှုအပေါ်မှာနိုင်ငံရေးပါတီတွေကနေပြီးတော့မင်းကြီးရဲ့မဲဌာနရှင်တွေနဲ့ င်းပါဝင်ရေးအတွက်ကိုပူးပေါင်းပြီးတော့တောင်းမြတ်မယ်ဆိုလို့ရှိရင်ပုံမူပြီးတော့တက်မှတ်သွားနိုင်တဲ့အနေအထားရှိတယ်လို့ဒီလိုပဲမြင်ပါတယ်သက်ဆိုင်ရာကျွန်တော်တို့ရွေးကော်တွေကိုသွေးနွေးကြည့်လို့ရှိရင်ဒါတွေကအသင့်ပြေနိုင်တဲ့ဆိုတဲ့အနေအထားတွေမြင်ရတယ်။ဟောကြံတဲ့ပါတီတွေအနေနဲ့ရတယ်ပဲသိုးရင်မြင်တဲ့အစသူတို့တွေဒီသက်ဆိုင်ရာကွန်ချင်လိုက်တွေနဲ့ပူးပေါင်းပြီးတော့တောင်းလို့ကြမယ်ဆိုရင်တော့ ဟာဒါဒီတက်မှတ်သွားနိုင်တယ်လို့ပဲပြောချင်ပါတယ်။လာမယ့်ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စည်ရင်တွေကိုစက်တင်ဘာ30ရက်မှအောက်တိုဘာ23ရက်အထိပထမအကြိမ်ကြီးညာမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်ထုတ်ပြန်လိုက်တဲ့ပထမအကြိမ်မဲစည်ရင်မှာတိတ်ဆုံးသူနာမည်တွေပါနေခြင်း၊လူနာမည်တွေထပ်နေခြင်း၊လမ်းနာမည်တွေထပ်နေခြင်းနဲ့မဲစည်ရင်ကော်ဟာမှုတွေရှိနေခြင်းစတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့နိုင်ငံရေးပါတီတွေကထောက်ပြကြပါတယ်။မဲစည်ရင်ဆိုတာက မမတင်တဲ့အချက်ဖြစ်ပြီး UEC မှာတိကျမှန်ကန်စွာလှုပ်ဆောင်ခဲ့ရင်အခုလိုနိုင်ငံရေးပါတီတွေကစိုးရိမ်မှာမဟုတ်ကြောင်းတိုင်းလိုင်ရှင်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ဥက္ကရာစိုင်းတီအောင်က CNN သတင်းဌာနကိုပြောပါတယ်ဒီမေဆင်းဆိုတာကမမတင်တဲ့အချက်ပေါ့ဘာလို့သာ UEC ရဲ့အလုပ်ကတိကျမမကန်လုပ်ခဲ့ရင်တော့နိုင်ငံရေးပါတီကတူလုံးနဲ့တူလုံး UEC ရာတူလုံးနဲ့တူလုံးလို့ရတာနိုင်ငံရေးပါတီတွေကတိကျမကန်တဲ့အချက်နဲ့ UEC ကိုတန်တင်ပြရတော့အလုပ်လျှောက်တာပေါ့ဒီကပြည်ရဲ့ဒီက ဒီမှာမင်းချင်းမှမရှိဘူးဒီမှာမင်းချင်းလည်းမလူရှိရတာနဲ့မင်းချင်းလည်းမပါဘူးဆိုတဲ့ကြားရတော့နိုင်ငံရေးပါတီကတိတိကျကျနဲ့ပြန်ပြစ်ကြတော့လူတာပေါ့ဟိုတစ်ခေါက်ဆုံးကလည်းမင်းချင်းနေထပ်တာတော့မလို့ဖြစ်ခဲ့ဘူးတော့နိုင်ငံရေးပါတီကကြုံခဲ့ပြီးပြီလေအခုဆိုရင်လည်းဆိုတော့ဒါဒီကနိုင်ငံရေးပါတီကအချင်းချင်းရှိပါဘူးဒီဆိုရင်လည်းအရင်ကောက်ကမားခဲ့ပြီးပြီလေအခုတစ်ခေါက်ပဲမားမှာတော့ဘူးမဆိုရင်တော့အဲ UCR ရဲ့သူတို့ကနေပြန်ကောက်တယ်ဆိုတော့အဲ့ဒါပဲသူအနေနဲ့တော့ ပြည်ကြမှာမှကလည်းပြန်ထုတ်ပြန်ပေးတင်တယ်လို့မြင်တော့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကမဲဆင်းရင်တွေကိုတက်ဆိုင်ရမျိုးနဲ့ရက်ကွက်ကြေးရတွေရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကြီးညာထားပါတယ်။အဲဒါကြောင့်မဲဆင်နာရှင် ပြည်သူတွေကလည်းမိမိရဲ့မဲဆင်းရင်ပါမပါနဲ့မဲဆင်းရင်မှန်ကန်မှုရှိမရှိကိုတွားရောက်ကြည့်ရှုစစ်ဆေးကြဖို့တိုက်တွန်းပါကြောင်းပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။